ကဲအားလုံးပဲမင်္ဂလာပါခါတိုင်းညတွေတော့မနေ့တနေ့ညတော့ပါเนาะပါသွားပြီးသွားပါပြီအခုက revision ထပ်ပြန်ပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအခန်းနှစ်ကို အလွယ်မှတ်ဖို့ဆိုလို့ရှိရင်တော့လင်္ကာလေးကျွန်တော်အကျဉ်းရေးပေးတာပါတယ်เนาะ structure ဘိုင်းမြန်မာနိုင်ငံရဲ့ဖွဲ့စည်းတည်ဆောက်ပုံ structure ဘိုင်းကိုအလွယ်မှတ်နိုင်ဖို့လင်္ကာလေးရေးပေးတာပါတယ် အဲ့ဒီလင်္ကာလေးကဘာလေးလဲဆိုလို့ရှိရင်တိုင်းပြည်နေမြေကိုတိုင်းကိုဒီနီနီကအော်ဘူးလေးတဲ့ဖွဲ့စည်းတိဆောက်ပုံမြန်မာနိုင်ငံ stretcher ဘိုက်ဆိုင်ရာအခန်းနဲ့နိုင်ငံတော်ဖွဲ့စည်းတိဆောက်ပုံအလွယ်မှန်ဤလင်္ကာပြန်ပြောပြပါမယ်တိုင်းပြည်နေမြေကိုတိုင်းကိုဒီနီနီကအော်ဘူးလေး နီနီကအော်ဘူးနီဆိုတာခုနှစ်နီနီဆိုတော့ခုခုကဆိုတာကိုပိုင်အုပ်ချုပ်ကွေးရနော်နှစ်အော်ရယ်ဆိုတော့တက်နော်ဘူးဆိုတော့ပပပပငါခုခုနှစ်တက်ငါတိုင်းပြည်နယ်မြေကိုတိုင်းကိုဒီနီနီကအော်ဘူးလေဆိုတာကကိုကိုနှစ်တက်ငါဆိုတာကပြီးတိုင်းဒေသကြီးခုနှစ်ခုပြည်နယ်ခုနှစ်ခု ီတော်စုနေမင်းနှစ်ခုတစ်ခုဆိုတာကကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်ဝဒေတာကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်နောက်က၅ခုဆိုတာကကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာ၅ခုဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံကိုဘယ်လိုဖွဲ့စည်းတည်ဆောက်ထားလဲဆိုရင်ဒိုင်ဒေတာကြီး9ခုပြည်နယ်9ခုပြည်တော်စုနေမင်းနှစ်ခုကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်တစ်ခုနဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာ၅ခုတွင်ဖွဲ့စည်းတည်ဆောက်ထားပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကလင်္ကာလေးနဲ့ အလွယ်မှန်နေအောင်တော်ပေးတာဖြစ်ပါတယ်။တိုင်းပြည်နေမီကိုတိုင်းကိုဒီညီညီကအော်ဘူးလေ။တို့ကြဒါတွေကိုမတိပဲဖြစ်မှာဆိုလို့။အဲ့မှာလင်္ကာလေးကအဆက်ရှိသေးတယ်ဗျ။အဲ့ဒီအခန်းနှစ်အတွက်ကိုအဲ့ဒီအခန်းနှစ်မှာကျွန်တော်တို့ကနေနမိတ်ပြင်းတဲ့အခါတို့နော်နာမည်ပြောင်းတဲ့အခါတို့ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြရတာရှိတယ်ဗျ။အမီပြောင်းမယ်ဆို54နဲ့99ခုတဲ့ပုံမှန်54နဲ့ ဥမ55မှာကတို့နယ်မြေတွေရဲ့အမိတွေပြောင်းမှုအတွက်ကိုဘယ်လိုပုံစံပြောင်းအောင်မလဲဆိုပြီးရေးရရပါတယ်။နယ်နယ်မိတ်ပြည်မှာက9နဲ့93 94 5ပုံမှန်52ရင်း93နဲ့54ရင်းမှာကြတော့တို့ရဲ့နယ်မြေတွေပေါ့နယ်မြေတွေကိုအကျယ်ဝန်းတွေကိုပြင်မယ်ဆိုရင်ဘယ်လိုပုံစံနဲ့ပြင်ရမလဲဆိုပြီးတော့ရေးပေးထားပါတယ်ဗျ။ဒါတွေအားလုံးမှတ်ထားပြီး နိုင်ငံဖွဲ့စည်းတိဆောက်ရေးတဲ့အဲ့တော့အဲ့ဒီလင်္ကာလေးတစ်ခုလုံးကိုမှတ်ထားခြင်းအဖြစ်ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ဖွဲ့စည်းတိဆောက်ဖို့ကိုနားလည်သွားမှာဖြစ်ပါတယ်အဲ့တော့လင်္ကာလေးကိုအစိုးပြပြောပြပါမယ်တိုင်းပြည်နေမီကိုတိုင်းကိုဒီနီနီကအော်ဘူးလေအမိပြောင်းမယ်ဆို54နဲ့99ကိုနေနမိတ်ပြေမာက9နဲ့93 94ပြ ဒါရီအားလုံးမှတ်ထားပြီးနိုင်ငံဖွဲ့စည်းတည်ဆောက်ရေးတဲ့အားလုံးပဲနားလည်မယ်လို့ထင်ပါတယ်အဲကျွန်တော်မဟာဗမာဂျင်းကျော်လေးဖြစ်ပါတယ်